မင်္ဂလာပါဒီတခါတော့မင်္ဂလာသတင်းပေါ့နော်အဲ့ဒါတော့ကျွန်တော်အင်းတော်မျိုးသိန်းအောင်ပွဲပေါ့အဲအဲ့ဒါကြီးမိုက်တယ်အဲတော်တော်လေးအားရဖို့ကောင်းတယ်ဒါမင်းအွန်လိုင်းအတွက်တော့ပေါ့နော်လာရှူမျိုးပြန်တောင်းလို့မှမပြီးသေးဘူးနောက်တစ်မျိုးပြန်ပါသွားပြီပေါ့နော်အဲနောက်နောက်တစ်မျိုးပေါ့ထားပါတော့အဲနောက်ထပ်လည်းရှိလာအောင်ပါပေါ့နော်အဲ့တော့ဒါစစ်တုံးပန်း40ကျော်ရတယ်လက်နက်ခရမ်းနေနေဆိုရင်လက်နက်ခရမ်းနေလည်းအများကြီးပဲအပုံလက်ကြီးရတယ်ပြီးတော့ဒါ120လိုမျိုး122လိုမျိုးဒါအမြောက်တွေပေါ့နော်လက်နက်ကြီးတွေ ဒါမျိုးတွေအားစရတာဖြစ်လို့တော်တော်လေးကိုအားရစရာကောင်းတယ်ခရမ်းနေဆိုလည်းအများကြီးပေါ့နော်အဲလက်နဲ့လက်နဲ့ငယ်လေးဆိုလည်းအများကြီးပဲကြီးပေါက်လေးဆိုအပုံလိုက်အထက်လိုက်အရန်အားရဖို့ကောင်းတယ်ပေါ့နော်အဲပြီးရင်ဒါစနိုက်ပါတွေလည်းရတယ်ပေါ့နော်ဒါတွေကတကယ်ကိုပြန်ပြီးအသုံးဝင်မဲ့ဟာတွေဖြစ်တယ်ပေါ့နော်အဲပြီးတော့ဟိုဒီတိုက်ပွဲကတော်တော်လေးကိုခက်ခက်ခဲခဲတိုက်ရတဲ့တိုက်ပွဲတစ်ခုလည်းဖြစ်ခဲ့တယ်လို့သိရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာလေးတစ်ခုရှိတာဘာလဲဆိုတော့ဒီလက်နက်ခဲယမ်းတွေပေါ့နော်လက်နက်ခဲယမ်းတွေကကျွန်တော်တက်ဖွဲ့တွေအတွက်အရန်အရေးကြီးတာဗျာ ဘောက်လဲဆိုတော့ဒီလက်နက်ခဲရန်ဒီလက်နက်လေးတလက်ရဖို့ပေါ့နော်ရှေ့မှာဆိုလဲဒါအညာအဖွဲတွေပေါ့နော်လက်နက်လေးတလက်ရဖို့ကိုဘလို့မျိုးခက်ခက်ခက်ခဲနဲ့အသက်တွေနဲ့ရင်းပြီးတော့ရယူရတယ်လဲဆိုတဲ့ဗီဒီယိုဖိုင်လေးတစ်ခုလည်းဒါတွေ့ရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးဒါအသက်တမျှတို့အတွက်အရေးကြီးတဲ့လက်နက်ခဲရန်ကိုကျွန်တော်တို့ကပြည့်ပြည့်ဝဝရစီချင်တာဗျာအဲ့တော့အခုဆိုရင်ဒီသတင်းကဘလို့ဖြစ်လဲဆိုတော့အာလုံးဝသတင်းမြေပြင်မှာမထိန်းနိုင်တော့လို့သူကထုတ်ပြန်လိုက်ရတဲ့သတင်းမျိုးကတော့ရသွားပြီရသွားပြီဆိုတဲ့အချိန်မှာ နော်တာဝန်ရှိတဲ့လူကြီးတွေอ่ะဗောနော်ဒါသူကသူကလည်းသူပစ္စည်းတွေရွှေ့ပြောင်းရအောင်မာတွေရှိတယ်အဲတပ်ဖွဲ့တွေဒါခုနကလို့လုံခြုံတဲ့နေရာကိုပြောင်းရွှေ့အောင်မာတွေရှိတယ်အဲ့လိုမလုပ်နိုင်ခင်မှာခုနကလို့သတင်းကထိန်းလို့မရဘူးသတင်းကပြန့်သွားတယ်ဗောနော်အဲအကြောင်းမလို့ပဲဒါအခုဆိုရင်အာလိုက်ပြီးတော့ထိန်းသိမ်းရတဲ့အပိုင်းတွေရှိလာတယ်ပြီးတော့စစ်ကောင်စီဘက်ကနေပြီးတော့လေချောင်းနဲ့အကြိမ်ကြိမ်ဘုံကျဲအကြိမ်ကြိမ်60ကျော်60နီးပါးလောက်ကျဲပလိုက်တယ်ပေါ့နော်အဲကြတော့မထိခိုက်တဲ့မဲ့ထိခိုက်တာမျိုးတွေလည်းကျွန်တော်တို့ဖြစ်မှာစိုးရင်ရတယ်ပေါ့နော် အဲပြီးတော့ဒီလက်နက်ခဲယမ်းနေဆိုတာကတကယ်ကိုပဲအခုရတဲ့ဟာတွေဆိုရင်အများကြီးဗျာအဲဥစ္စာတွေကိုအရေးကြီးကြီးရွှေ့ရမယ်အနေထားတွေဖြစ်ကုန်တာပါဗျာအဲအဲ့လိုပုံစံမျိုးတွေဖြစ်တော့ဒါမကောင်းဘူးပေါ့နော်အဓိကတော့ကျွန်တော်ကအဲ့ရှိဗီဒီယိုတစ်ခုမှာဆိုတော့ကျွန်တော်ပြောပြောတယ်ပေါ့နော်အရေးမွန်လေးကျွန်တော်ပြောတယ်အဲဒီတည်ရတဲ့အောင်ပွဲနဲ့ပတ်သက်လို့တည်တည်ချင်းမှာအဖွဲ့တွေမထုတ်ပြန်ခင်မှာတင်လိုက်တဲ့ခါကြတော့ပေါ့နော်စစ်တပ်ကဒါမျိုးတွေအသေးအတန်ပေါ့နော်လုံးဝအကျိတ်နေကြီးလှုပ်လိုက်တာမျိုးတွေရှိလာတယ်ပေါ့နော်အဖွဲ့တွေလည်း လိုချင်တဲ့နေရာမျိုးမှာမရှိသေးဘူးပေါ့နော်ပြီးတော့ယူရမယ့်ပစ္စည်းတွေလည်းပြေပြေဝဝယူဖို့လိုသေးတယ်အဲအဲအကြောင်းမလို့ဒါလေးတွေကိုကျွန်တော်ဆင်ခြင်ကောင်းမယ်ဆိုပြီးတော့ဒါပြောခဲ့တာရှိတယ်ပေါ့နော်အခုမြေပြင်မှာအဲ့လိုသတင်းမျိုးကြားတော့စိတ်တော့လည်းမကောင်းဘူးပေါ့နော်နောက်တစ်ခုကတော့ဒါ9လပေါ့နော်9လကျော်7လနီးပါးကြာအောင်ဒီတိုက်ပွဲကိုဆင်နွှဲနေတာဆင်နွှဲတော့မှအချိန်ချင်းခါခါပဲဘာလို့လဲဆိုတော့ဒီကတာဘက်ကနေလာတဲ့စစ်ကူတွေဖျက်ပြီးတော့တိုက်ခိုက်ရတာမျိုးရှိတယ်အဲတမခုံခုံပေါ့နော်ခုံခုံရဲ့ပြင်တဲရင်မှုနှစ်ယောက်ရဲ့ ထိုင်ထားတဲ့နေရာမျိုးတွေကိုအသေးအံတိုက်ရတာမျိုးရှိတယ်။အဲလိုမျိုးအရေးကြီးတိုက်ပွဲကြီးတွေဖော်ဆောင်ခဲ့ရတဲ့နေနေရာတစ်ခုလည်းဖြစ်တာပေါ့ဗျာ။အဲကြအဲ့9လတာကာလလုံးမှာထွက်တဲ့တဲ့သတင်းမှထွက်ခဲ့တာကျွန်တော်သတိထားပြီးကြည့်မယ်ဆိုရင်ပေါ့နော်။ဘာလို့လဲဆိုတော့ထုတ်ပြန်တဲ့တဲ့သတင်းကိုပဲထုတ်ပြန်ခဲ့တာ哦။အဲ့ရှေ့ပိုင်းကာလတစ်လျှောက်လုံးမှာအကုန်လုံးကလုံးဝဒါသတင်းကြိုထွက်တာမျိုးတွေမရှိခဲ့ဘူးဗျာ။ဟိုတစားဒီစားတောင်ထွက်တာမျိုးတွေမရှိဘူး။ဒါတာဝန်ရှိတဲ့အဲဒါလူကြီးတွေကနေပြီးတော့ထွက်ပြောတာမျိုးပဲကျွန်တော်တို့သိခဲ့ကြားခဲ့မြင်ခဲ့ပြီးတော့ဒါသတင်းလောက်ရတာပေါ့နော်။ အဲ့တော့အခုကြတော့လုံးဝအဲ့9လ8လလောက်နေပါထိမ့်သိမ့်ခဲ့ပြီမှဒီညပိုင်းလေးမှာပေါ့နော်ညမျိုးလေးမထိမ့်သိမ့်နိုင်လိုက်တာကလည်းနည်းနည်းတော့စိတ်မကောင်းစရာတော့ဖြစ်တာပေါ့နော်အဲဒါမှမဟုတ်လည်းအဖွဲတွေဘေးကင်းပါစီပဲကျွန်တော်တို့ကတော့ဆူတောင်းပါတယ်ဒါဆုံးရှုံးရတဲ့အဖွဲလည်းရှိတာပေါ့နော်အဲအဲ့တော့ကြတော့အဲတခါလေကြာရင်ကျွန်တော်တို့စဉ်းစားတဲ့အခါမှာဒီအချက်လေးတွေလည်းထည့်ပြီးတော့စဉ်းစားစီချင်တယ်ပေါ့နော်အောင်ပွဲရရင်တော့အားလုံးကပျော်ရှင်ကြရကြပြီဒါမှမဟုတ်အဲကျွန်တော်ပျော်သိမ့်ပျော်လိုက်တဲ့ချိန်ကိုဒါတောင်းရရှိရတဲ့သူတွေကအတိပေးပါလိမ့်မယ်ပေါ့နော် ပြီးတော့တိုက်ပွဲဗီဒီယိုမှတ်တမ်းတွေလည်းတက်လာတယ်ဗောနော်အခုဆိုတက်လာပြီအဲ့ထဲမှာကျွန်တော်စပြီးဖွင့်တဲ့ချိန်မှာအကြိုက်ဆုံးကတော့ဟျောင်းနေပြီဗောနော်ပြင်လွင်930กว่าဗောဆေးတာဆေးတာဗောနော်ငါလုံးမသားတွေလာခဲ့ပါညာဆိုပြီးတော့អော်ပြီးတော့ဘင်းတဲ့ဟာဗောနော်စိတ်မင်းနေပြီတစ်ချက်ချင်းဖုံဖုံဖုံနေကင်တဲ့ဟာလည်းတကယ်ကိုအားရစရာကောင်းတယ်ဗောနော် တကယ်အဖွင့်ကြီးကလည်းလှတယ်မိုက်တယ်အဲဒီဒီတိုက်ပွဲဗီဒီယိုတွေကြည့်ရတဲ့ခါမှာလည်းမြင်ရတဲ့ဟာတွေကအချို့ဟာတွေဆိုရင်အဲမြို့ကလုံးဝတော်တော်ကြီးကိုကြေထွက်သွားတဲ့ဟာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်လုံးဝ အဆောက်အဦတွေဆိုရင်လုံးဝဖြိုကျပျက်စီးအဲစစ်ကောင်စီဘက်ကလည်းတော်တော်လေးကိုမှတို့ဒီနေရာကိုအသေးအတန်ခုခံကာကွယ်ခဲ့တဲ့ပုံစံမျိုးဖြစ်နေတာပေါ့အဲ့တော့ဒီအင်းတော်မျိုးအနီးမှာရှိတဲ့ဒီဂျပန်လှိုင်ကူပေါ့နော်အခုဒါရုတ်တန့်ထဲမှာလည်းပါတယ်တိုက်ပွဲမှတ်တမ်းထဲမှာလည်းပါတယ်ပေါ့နော်ဒီလှိုင်ကူထိပါဒါတို့တွေစုပ်ခွာပြီးတော့ခံစစ်ပြင်ရတဲ့အနေထားတမခုံကတမမှုနဲ့ပေါ့နော်ခံစစ်ပြင်ရတဲ့အနေထားဖြစ်သွားတယ် အဲအဲ့အဲ့ရှေ့ပိုင်းကလာမှာရှိတဲ့ဒါတိုက်ပွဲထဲမှာမြင်ရတဲ့မှတ်တမ်းတွေဆိုလဲအရင်အားရဖို့ကောင်းတယ်ပေါ့နော်အဲ50မမပစ်တဲ့တယောက်ဆိုရင်ဒါသူကလုံးဝစိတ်မြင်နေဖြစ်50မမတေချာထည့်ထည့်ပြီးမှလုံးဝကင်တယ်ကင်တဲ့ချိန်မှာမှတတိထားကြည့်မိရမျက်မှန်နဲ့ဗျာမျက်မှန်နဲ့မျက်မှန်ဆိုပါဝါမျက်မှန်ဖြစ်မယ်အဲလုံးဝဟိုနေကာတော့မဟုတ်ပေါ့နော်ပါဝါမျက်မှန်လေးနဲ့အဲအဲ့လိုမျိုးပေါ့နော်စိတ်အားထက်သန်တဲ့အဖွဲတွေကလည်းအများကြီးရှိတယ်ဒါပြောရရင်ဟိုမျက်မှန်ဟိုတာမန်လူတယောက်လို့တော့မှဟိုအမြင်အာယုံဟိုမှာမဖြစ်ဘဲနဲ့မျက်မှန်တက်နေရတဲ့ တလိုင်းတက်ဖွဲ့တွေကအစားဒီတိုက်ပွဲမှာပါတယ်အဲဒါကြီးကလည်းတကယ်မိုက်တယ်အားရစရာကောင်းတယ်ပေါ့နော်ဒီဘန်ကာထဲမှာပြစ်တဲ့တယောက်ဆိုရင်လည်းပေါ့နော်လောကဆစ်လေးလေးတောက်ပြီးပေါ့နော်ဆစ်လေးလေးခဲပြီးတော့တစ်ချက်ချင်းဖြုတ်တာဗျာမီးလေးတောင်မှဒါရေကနေနေအောင်ဖွာလိုက်သေးရပေါ့နော်အဲလောကဆစ်ရေးလက်အင်းနဲ့ပြင်းတဲ့ဟာမျိုးတွေလည်းတကယ်အားရစရာကောင်းတယ်အဲပြီးတော့ဒါတနီယာမှာဆိုလဲပေါ့နော်အဲဒီတိုက်ပွဲတနီယာမှာဆိုလဲဒါပြစ်ချင်လုံးလုံးပေါ့နော် ပြည့်စုံလို့တလဲစီလူလဲပြီးတော့ပြစ်တာ။ပြောင်းတေချာချိန်ပြစ်တေချာချိန်ပြစ်ပေါ့နော်။အဲအဲ့လိုပုံစံမျိုးနဲ့တလဲစီကလူလဲပြီးတော့လူချင်းပြီးတော့ပြစ်ရတဲ့အနေထားပြင်အဲ့တော့ပြစ်တဲ့ကိုဟန်အမူအရာလေးကြီးလိုက်ရင်လည်း ဒါအဆင်ပြေသလိုကိုချနေရပါတော့နော်ဘန်ကာတွေကတယောက်ဆိုလဲခြေတော်လေးကိုနောက်မှတင်ထားပြီးတော့စိမ့်မင်းနေပြေစော်တယ်အဲတခြားသူတွေဆိုလဲခြေတော်ကိုဆန့်ထားတာမျိုးခြေတော်ကိုကားထားတာလောကပုံစံမျိုးစုံတွေကိုတွေ့တာဗျာဒီလားအာရပါရစိမ့်မင်းနေပြေကိုဖုတ်တာဗောနော်ပြီးတော့ဒီဆက်သွေးကြီးမြောင်းနေမှာဆိုလဲဒါစေးရေးလက်ရေးနေရေးဘော်တယောက်ဆိုရင်ဒါကျွန်တော်ဒေါ်လန်ရေးဘော်တယောက်ဆိုရီတောင်ရီနေလိုက်တည်းကပြောရင်းဆိုရင်ဒီတိုက်ပွဲအကြောင်းပြောနေဒါလေးတွေကလဲတကယ်ကိုလောကဟိုမြင်ရတွေ့ရတဲ့ခါကြည်နူးစရာလဲကောင်းတယ်အားတယ်အားရတယ်ဗောနော်အဲပြီးတော့ကြောက် ကျွန်တော်တက်ဖွဲ့တွေရဲ့ယင်းဒီပိဆက်မှုတွေကိုအများကြီးပဲမြင်ရတွေ့ရတဲ့ဒါမှတ်တမ်းတွေဖြစ်တယ်ဗောနော်ပြီးတော့ကျတော့ဒီလှိုင်ကူတဲ့ဝင်တဲ့ချိန်မှာလှိုင်ကူကလည်းတော်တော်ကိုအဲဆုပ်ဆုပ်ပြက်ပြက်နေသွားတဲ့ပုံစံမျိုးပြပြီးတော့ကျတော့ဒီလှိုင်ကူကြီးတွေမြင်တဲ့အခါမှာလည်းဒီကောင်တွေကဒီနေရာမျိုးတွေကိုတကယ်ကိုအခိုင်အမာပုံစံမျိုးနဲ့မျက်စိကြပြီးလှုပ်တယ်ဆိုတာမျိုးကိုလည်းကျွန်တော်တို့သိထားရတယ်ဗောနော်ဘာလို့လဲဆိုတော့ရှေ့ဒီကင်ဘီနယ်တွေက3-5တိတ်တဲ့အခါမှာလည်းအဲ့ထဲမှာရှိရလှိုင်ကူဆိုလည်းဒီလိုပုံစံမျိုးပဲပြီးတော့အဲ့ဒီလှိုင်ကူထဲမှာဝင်တဲ့ချိန်မှာဒါတော်တော်လေးသူတို့ ဟိုအောက်ဆီဂျင်ဘူးတွေအစားထားထားရလဲတွေ့တယ်ပေါ့နော်အဲပြီးတော့ဒါလိုက်ပတ်ကြည့်တဲ့အခါမှာမြေကြီးပေါ်မှာဆုပ်ပြတ်တက်ပြီးနေသွားတဲ့ပုံစံမျိုးလဲတွေ့တယ်ပြီးတော့ဒါတက်မှမူနေတဲ့နေရာလားမသိဘူးအခန်းတစ်ခုပေါ့နော်ပုံမှန်ဆိုရင်အဲ့လိုကောင်မျိုးတွေဘယ်တော့မှအဲ့လိုနေရာမျိုးမှာမနေတဲ့ကောင်တွေဒါကတကယ်အားရဖို့ကောင်တယ်ပေါ့နော်အဲတက်မှမူအဆင်ရှိပါလေဆိုတဲ့ကောင်ပြောရရင်ဘုံမှုကျုပ်အဆင်ရှိတဲ့ကောင်အဲ့ကောင်တွေကအဲ့လိုဆုပ်ဆုပ်ပြတ်ပြတ်ဘူဟာမျိုးနဲ့လုံးဝနေသွားရတယ်ဆိုတဲ့ဟာကတကယ်မိုက်တယ်ပြီးရင်ဒါသူတို့ဘက်ကနေလေချောင်းပစ်ကူအသေးအံပေးတဲ့အနေထားတော့မှပဲမရဘဲနဲ့ လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်သိမ်းမဲ့ခြင်းကိုခံရတယ်ပေါ့နော်အဲနောက်ဆုံးဒါစစ်တုံးမှအယောက်40တောင်မိတယ်ဆိုတော့တကယ်ဒါကြီးကမိုက်တယ်ပေါ့နော်အခုတော့အင်းတော်ကလုံးဝဒါစစ်ခွေးကင်းစင်ဆိုတဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့ဗျာအခုဆိုရင်ဒါတလိုင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားနိုင်တဲ့မြို့ပေါင်း95မြို့ထိရှိလာပြီပေါ့နော်ဒါမှရက်ထဲမှာလည်းထပ်တိုးလာဖို့ရှိပါတယ်ဒါတချို့လည်းတည်နေကြပါပြီပေါ့နော်အဲထပ်တိုးလာဖို့ရှိတယ်ပေါ့နော်အဲပြီးတော့ဒါအင်းတော်တိုက်ပွဲမှာပါဝင်ခဲ့ကြတဲ့ဒါအဖွဲ့တွေကအများကြီးရှိတယ် အဲ KIA ဥဆောင်ပြီးတော့ဗောနော်အဲ PDF တွေလည်းအများကြီးပါတယ်အဲ့မှာမှကျွန်တော်ဒါအင်းတော်မြို့သိန်းအောင်ပွဲကကျွန်တော်အညာတက်ဖွဲ့တွေရဲ့အောင်ပွဲလို့လည်းပြောလို့ရတဲ့နေသားပါဘာဖြစ်လို့လဲဆိုတော့ဒီတိုက်ပွဲမှာအညာကတက်ဖွဲ့တွေကူပေးကြတဲ့အဖွဲ့တွေကအများကြီးရှိပါတယ်အဲအချို့လည်းဒီတိုက်ပွဲတွေမှာဒါဆုံးရှုံးသွားတဲ့ရဲဘော်တွေလည်းရှိတယ်ဗောနော်အသက်ဆုံးရှုံးသွားတဲ့ရဲဘော်တွေထိခိုက်သွားတဲ့ရဲဘော်တွေအတွက်ကိုလည်းကျွန်တော်တက်နိုင်တဲ့လောက်ကူပေးကြစီခြင်းနဲ့အချို့အဖွဲ့တွေကဒီလိုမျိုးသွားပြီးတော့ဒါဒီတိုက်ပွဲဆင်နွှဲကြတဲ့အခါပေါ့နော် ဘယ်မှာတိုက်တယ်ဘာလုပ်နေတယ်ဆိုတဲ့ဟာမျိုးတွေပြလို့မရဘူးပေါ့နော်ဒါကတော့ဒါတိုင်းသားအီအော်တွေကဥဆောင်ပြီးတော့လုပ်တဲ့စစ်စင်ရေးမျိုးဆိုတဲ့အတွက်ပေါ့နော်ချိုးထုတ်ပြန်ချက်တွေကသူတို့အဲထုတ်ပြန်တဲ့ခါမှပဲဒါထုတ်ပြန်လို့ရတာပေါ့လေနော်အတိပေးလို့ရတယ်အဲတော့ကျတော့အဖွဲ့တွေက သွားတော့ကူနေတာရရှိတယ်နေ့စဉ်မပြတ်လုံနေကြတယ်နေ့စဉ်မပြတ်တိုက်ပွဲတွေဖြစ်နေတယ်သူရဲဘော်တွေသွားပြီးတော့ချနေကြတယ်ဒါပေမဲ့အဲဥစ္စာနဲ့ပတ်သက်တဲ့သတင်းကိုဒါထုတ်ပြန်လို့မရတဲ့အနေထားပေါ့နော်အဲကြောင့်ချုပ်ဖွဲ့တွေကလည်းချင်းထင်ကြတယ်ချုပ်ပြည်သူတွေကလည်းဒီကတပ်ဖွဲ့တွေကဘာလုပ်နေကြလဲဆိုပြီးတော့ဒါတွေးကြရလဲရှိကောင်းရှိမယ်ပေါ့နော်အဲဒါပေမဲ့လည်းတပ်ဖွဲ့တွေတိတ်တိတ်ကြမှသူတို့အငြိမ်မနေရပါဘူးနေ့စဉ်နဲ့မြတ်တိုက်ပွဲတွေဆင်နွှဲနေကြပါတယ်အခုလိုမျိုးအောင်မြင်မှုတွေရဖို့အတွက်သူတို့ရဲ့ခွန်အားတွေကလုံးဝဒီအောင်ပွဲမှာပေါ့နော်တစိမ့်တစ်ပိုင်းပါဝင်နေဆိုတာကိုလည်းသိစေချင်တယ်အဲပြီးရင်ဒါဟိုနေ့ကဒါ ဒီ inner drain တက်ပြီးပြီးချင်းပါပေါ့နော်နောက်ထပ်ဒါသတင်းလေးတစ်ခုတက်ထားတွေ့ရပေါ့နော်အဲ့ဒါတော့ဒါ inner မြို့သိမ်းတိုက်ပွဲမှာတဲ့ဒီလက်ပြုံကြလာတယ်ပေါ့နော်ရန်သူစီကနေလက်ပြုံကြလာတဲ့ဟာကိုကျန်တဲ့တော်လိုင်းတက်ဖွဲ့တွေထိမှဆိုလို့ဆိုပြီးတော့လက်ပြုံအုပ်ပြီးတော့ကိုနဲ့အုပ်လိုက်ပြီးတော့ပေါ့နော်အသက်ဆွန်သွားတဲ့ဒါရဲဘော်အာဇာနီတယောက်အကြောင်းကိုလည်းရေးထားလေးတွေ့တယ်ပေါ့နော်ဒါလည်းတက်စုမူလားမသိတက်စိတ်မူလားတက်စုမူလားမသိအဲအဲ့လိုမျိုးပုံစံမျိုးလေးရေးထားရလဲတွေ့တယ်ပြီးတော့ကြတော့အဲချိုးတက်ဖွဲ့တွေလုံးဝတိုက်ပွဲဖြစ်စဉ်ဗီဒီယိုတွေမတင်မဲနဲ့ကြာဆုံးတဲ့ရဲဘော်တွေရဲ့ ဒီဇာမနာအခမ်းအနားမျိုးလေးတွေအဲပြီးရင်ဖြစ်စဉ်လေးတွေအဲပြီးတော့ဂုံပြူလွာလေးတွေပေါ့နော်အဲဒါဒါလိုမျိုးမှတ်တမ်းလွာလေးတွေဒါမျိုးလေးပဲတင်နေကြတဲ့ဟာတွေလည်းသတိထားမိမယ်ထင်ပါတယ်အိုက်တဲ့ဘွဲတွေကလည်းဒီအင်းတော်မျိုးသိန်းတိုက်ဘွဲတွေမှာပါတယ်ဆိုတာကိုကျွန်တော်သိသိပေးခြင်းနဲ့ပေါ့နော်အဓိကတော့ဒီဒီတပ်ဖွဲ့တွေကလည်းဒီအောင်ဘွဲတွေမှာတစိမ့်လူပိုင်းနေနဲ့ပါဝင်ခဲ့ကြတဲ့တပ်ဖွဲ့တွေဖြစ်တယ်ပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကဘယ်တော့မှအဲအငြိမ်နေဘူးပေါ့နော် လုံးဝ ဒါအားကျုံးမှန်တဲ့နဲ့အသက်တွေပါဆုံပြီးကြိုးစားနေကြရဲဆိုတော့လည်းသိစေချင်တယ်ပေါ့နော်နောက်ခုကတော့ဒါကြောင့်အဲ BDF တပ်ဖွဲ့တွေကတိုက်စွမ်းရည်ပြီးတော့အတွေ့အကြုံအဲပြီးတော့ကျတော့ကိုစီကိုဒီစောင့်ထိုင်းရမယ်ဒါကျင့်ဝတ်တွေပေါ့နော်ဒါတွေကိုမြင်တွေ့ရတယ်ပေါ့နော်ဟိုတပ်ဖွဲ့တွေအရင်တုန်းကစပြီးတော့တိုက်ပွဲတွေတနက်တွေစကန်ရပြီဆိုတဲ့ချိန်တုန်းကတိုက်ပွဲတွေဖြစ်ပြီးဟေးဆိုတဲ့ခါကျရင်ခါကျရင်မြင်ဘူးကြလိမ့်မယ်ရန်သူကိုမမြင်ဘူးရမ်းပြတာရမ်းပြတာအစောပိုင်းကာလပေါ့နော်အတွေ့အကြုံတွေလည်းမရှိကြသေးဘူး လက်ထဲကိုတနက်စပြီးကန်ရတဲ့အချိန်မှာပေါ့နော်ကြည်တန်ရှိရင်ရှိသလားအကုန်ပြင်းတာပေါ့နော်ပြောရရင်ကြည်တွေပါတွေဖြုံးမိတဲ့ဖြစ်စဉ်တွေရှိတယ်ပေါ့နော်ရန်သူကိုထိလားမထိလားမသိဘူးအဲဒါပေမဲ့ကိုကိုကမထိဖို့အတွက်ကိုဒီကျင်းမွားနေပြောတခါကြီးမတက်မရက်ပဲနဲ့မကြည့်ပဲနဲ့ဒီလိုကျင်းမွားနေပြောပြစ်တဲ့အနေအထားမျိုးတွေလည်းရှိတယ်ပေါ့နော်အဲဒီကဟိုချိုးဖြစ်စဉ်တွေကိုပြောတော့ပါဖြစ်စဉ်အကုန်လုံးကိုမဟုတ်ဘူးပေါ့နော်အဲဒါပေမဲ့လည်းအဲ့လိုမျိုးပုံစံမျိုးတွေကနေအခုဘာဖြစ်လာလဲဆိုတော့တပ်ဖွဲ့တွေကလုံးဝတစ်ချက်ချင်းဒီဗီဒီယိုထဲမှာကြည့်လိုက်လုံးဝအကုန်လုံးကတစ်ချက်ချင်းစိတ်မင်းနေပြီးဖြုတ်တာ လုံးဝတအတွဲလိုက်ဆွဲတဲ့ဟာမျိုးကဒါဖြစ်စဉ်ရှားတယ်ဗောနော်ဒီဗီဒီယိုမှာကြည့်လိုက်ရင်လုံးဝရန်သူလာနိုင်တဲ့လမ်းကြောင်းတစ်ချက်ချင်းစောင့်ချိန်ပြီးတော့ဗောနော်ထိုးချိန်ပြီးတော့တကယ်တစ်ချက်ချင်းဖြုတ်တဲ့ဟာကြီးကလည်းတကယ်အားရအောင်ကောင်းတယ်အဲသူတို့တွေတိုက်ဆွမ်းရည်တွေပို့ပြီးတော့ကောင်းလာတယ်ဆိုတဲ့ဟာဒါတွေကိုကြည့်ရင်သိတာစီတယ်ဗောနော်အပြီးတော့ကြတော့ဒီတယောက်နဲ့တယောက်ပြစ်ခတ်တဲ့အခါမှာသတိပေးတာမျိုးလေးတွေ့ရအဲ့တော့ရောက်တိချာချိန်ပြစ်ရမ်းမပြစ်နဲ့အပြင်ဒါအရှိရာတယောက်ပြစ်နေတယ်ဆိုရင် နောက်ကတယောက်က ဘာမှမလုပ်ဖဲနဲ့ဒါပြက်ခွင့်မတားတဲ့အချိန်ပါဘောနော်ဘာမှမလုပ်ဖဲနဲ့ဒီတိုင်းထိုင်နေပေးတာမျိုးပေါ့နော်အပြက်ခွင့်ရတဲ့အချိန်မှာထပစ်ပေးတာမျိုးအဲ့လိုပုံစံမျိုးလေးတွေလည်းတွေ့ရတယ်တိုက်ပွဲတစ်ပွဲမှာပြီးဆိုလေဆိုတဲ့ပုံစံမျိုးဘယ်တော့မှမတွေ့ရတော့အဲ့ဒါလေတကယ်မိုက်တယ်ဖွဲ့တယ်တကယ်စစ်သားပြီးသားလာပြီဆိုတဲ့ပုံစံမျိုးတွေလည်းမြင်ရတယ်ပေါ့နော်နောက်တစ်ခုကတော့တတ်မှတ်ထားတဲ့ဟာလေးတွေဒါတကယ်ကောင်းတဲ့စနစ်တစ်ခုပါအဲ့ဒီကတော့တိုက်ပွဲမြေပြင်မှာပေါ့နော်စစ်ပွဲမြေပြင်မှာအဲခုနလိုရန်သူမိမိခွဲခြားတတ်မှတ်လို့လဲဒါ ခွဲခြားလို့ရတဲ့ဟာမျိုးလည်းဖြစ်တယ်ဗောနော်အဓိကတော့အုတ်ထုံးမှာဒီအယောင်လေးတွေခွဲခြားထားတဲ့ဟာလေးတွေလည်းတွေ့ရတယ်ဗောနော်လက်စုံဘွယ်ဖြစ်တက်စိမ်ဘွယ်ဖြစ်ဒါမျိုးပုံစံမျိုးခွဲခြားထားရလည်းရှိမယ်အဖွဲခွဲထားတဲ့ပုံစံတာဝန်ခွဲထားတဲ့ပုံစံမျိုးတွေလည်းရှိမယ်ပြောကြ uniform အဝတ်အစားလုံးဝတကယ်စမတ်ကြအပြည့်စုံနေပဲဘလောက်ပဲဟိုဟာဖြစ်ဖြစ်ဗောနော်အဲအဲဒီဒီဝတ်ထားတဲ့တပ်ဖွဲ့တွေရဲ့အကုန်လုံးရကြည့်လိုက်စနစ်ကျတဲ့ပုံစံမျိုးတွေတွေ့ရတယ်ဒါကလည်းဒါခွန်အားစိတ်ခွန်အားဖြစ်เสียပါဗောနော်အဓိကတော့ရန်သူမိမိခွဲခြားတာဖြစ်တော့ဒီ uniform ကိုကိုးစားပြုပြီးတော့ fight နေရတဲ့အခါကျတော့ တကယ်ဗျာဟိုသူတို့ကိုယ်တိုင်ကဆေးရတက်ကြွပြီးတော့ဒါရဲဝင်းဝင်းလှုပ်ဆောင်နိုင်တဲ့ဟာတွေကလည်းတကယ်ဒါမှတ်တမ်းတင်လောက်တယ်တကယ်မိုက် တကယ်ကြိုက်တယ်ဗောနော်အဲပြီးတော့ကြတော့ဒါသတင်းပိုင်းမှာစောင့်ထင်းတဲ့အပိုင်းဗောနော်အဲ့ဒါလေဒါကျွန်တော်တို့တပ်ဖွဲ့တွေကအအဆုံးသက်လေးကြာမှဖြစ်သွားတယ်ဖြစ်စင်ဗောရှေ့ပိုင်းကလာတခြားမှာခုနလိုမမရဘူးဗျာဒီလားဒီခုနလိုသတင်းအဆနာလေးအဆာတက်လာတာမျိုးတွေမရှိဘူးငါပြောကြအခုဒါအဲ့တက်လျှောက်မှာလေကျွန်တော်မေးတယ်မေးတယ်ဆိုတာအချို့ ဒီရဲဘော်ရင်နဲ့ကျွန်တော်နဲ့ဆက်သွယ်ရတဲ့ခါမှာပေါ့နော်သူကဘာလုပ်လဲဆိုတော့ဘယ်လောက်ထိသူတို့စောင့်ထိန်လဲဆိုတော့ပေါ့နော်အဲညီလေးဒီအောင်ဝဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲကိုတို့ဒါဒါမျိုးလေးအဲဒါလေးပြောချင်တယ်ဒါလေးလှုပ်ချင်တယ်ဒါမျိုးပြောတဲ့ခါမှာသူကသတင်းတက်လာတဲ့လင့်လေးပဲဖေးအဲပြောရမယ်ဆိုတော့အဲ့ဒီတင်းမှာပါပြီးရဲ့အတိုင်းပါပဲပေါ့နော်အဲအဲ့ဒီတင်းမှာတာဝန်ရှိရသူပြောထားပြီးရဲ့အတိုင်းပါပဲဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်အဲ့ဒါလည်းဒီနောက်ပိုင်းပေါ့နော်ဒီဒီတိုက်ပွဲဒီအောင်မြင်မှုမှာပြောတာမဟုတ်ဘူးအခြားဘယ်အောင်မြင်မှုမှာပဲကြည့်လိုက်ကြည့်လိုက်အဲ့လိုပုံစံမျိုးလေးဖြစ်လာတယ် အဲ့ဒါလည်းတကယ်စနစ်ကျတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်။အဲ့ကြအဖက်ဖက်ကနေပြီးတော့ပြေဆုံးလာတဲ့အဖက်ဖက်ကနေပြီးတော့စနစ်ကျလာတဲ့အခုဆိုဒါတိုက်ပွဲတွေမှာရရှိတဲ့လက်နက်ခဲယမ်းတွေဒါရီယာစဒါခွဲဝေပြီးတဲ့ခါကျရင်အဖွဲ့တွေကပို့ပြီးတော့အင်အားတောင်းတင်းလာမယ်ပို့ပြီးတော့လက်နက်ခဲယမ်းပြေဆုံးလာမယ်အဲ့ပြီးတော့ဒါအကြီးပေါ့နော်လက်နက်ကြီးအုံပြုမှုတွေပို့ပြီးတော့တွင်ကျယ်လာမယ်ဒါမျိုးဆိုရင်ကျောက်တက်ဖွဲ့တွေကမနိုင်စရာအကြောင်းမရှိဘူးခုနလိုစစ်သားပုံစံပို့ပြီးလာပို့ပြီးတလာတယ်ပြီးတော့တိုက်စွမ်းရင်ပို့ပြီးတော့မြင့်လာတယ်ပြီးတော့အတွေ့အကြုံတွေပုံများလာတယ်ဗျာ စစ်ပွဲတစ်ပွဲကိုဘယ်လိုမျိုးတိုက်ခိုက်ရမလဲဆိုတဲ့ဟာကိုဒီတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဦးဆောင်မှုနဲ့ဒါအထွေကြုံနေရလာတဲ့အခါမြေပြတ်မှာရှိတဲ့ဒီခုနလိုအညာဘက်ကတိုက်ပွဲတွေကတကယ်ကိုစီကားတော့မယ်လို့တော့ကျွန်တော်တို့မြင်နေတယ်ပေါ့နော်တကယ်အောင်မြင်မှုတွေလည်းရလိမ့်မယ်အဖွဲ့တွေရဲ့ဒါစိတ်သက်ခွန်အားဖြစ်စရာတွေကလည်းတကယ်အများကြီးတွေ့ရပြီးတော့ကြတော့ပြောရပြီဆိုတဲ့ခါတိုင်းမှာတပ်ဖွဲ့တွေအကုန်လုံးကလုံးဝပြတ်စက်သိန်းထားလောက်ရှာရသူတို့ရဲ့ဒါအတန်အတန်ငိုရပါပေါ့နော် လုံးဝတက်ကြွပြီးတော့အာကျွန်တော်ဆက်ချဖြုတ်မှာအဲဒီကောင်းနေနိုင်ကြဘာကြောင်းမှမရှိဘူးအဲဒါမျိုးပုံစံမျိုးတွေကဆရာမြင်ရကြားရတဲ့ခါကျတော့တကယ်ကိုအားရစရာကောင်းပါလေဗောနော်အဲ့တော့ဘလိုပဲဖြစ်တာအင်းတော့ကအခုဆိုရင်ဒါဒေါ်လိုင်းတက်ဖွဲ့တွေရဲ့တိုက်ခိုက်သိမ်းဘက်ချင်းကိုခံလိုက်ရပြီဗောနော်အဲ့တော့စစ်ကောင်စီဘက်ကပြန်ကြည့်မယ်ဆိုရင် ဒါကတာဘက်ကပဲဖြစ်ဖြစ်စစ်ကူလာတဲ့ဟာမျိုးတွေလုံးဝအဆင်မပြေနိုင်တော့ဘူးအဲတောက်လျှောက်လာသမျှစစ်ကူကိုလည်းဖျက်တော့တိုက်ခိုက်တာမျိုးတွေကအချိန်ချင်းအောင်မြင်ခဲ့တာဖြစ်တယ်အဲကြောင့်ကတာဒီရွှေကူအဲအဲ့တကြောပြတ်သွားပြီဟေးဆိုရင်ဗမော်ကိုလည်းစစ်ကူသွားဖို့ရသူတို့အနေနဲ့ခက်ခဲလာလိမ့်မယ်ပေါ့နော်အဲပြီးတော့ကျတော့မြကြီးနာဘက်စစ်ကူပေးဖို့ဆိုတာလည်းဒါတော်တော်လေးခက်ခဲလာမယ့်အနေအထားဖြစ်လာတယ်ပေါ့နော်အဲကြောင့်စစ်နီးပြူအရာကြည့်မယ်ဆိုရင်လည်းတော်တော်လေးမိုက်တယ်ဗျာပြောရမယ်ဆိုရင်အဲစစ်ကောင်စီဘက်ကဝိုင်းဘော်ဘက်ကနေပြီးတော့ထိုးစစ်လုပ်တဲ့အခါမှာ KIA ကပြန်ပြီးတော့ ဒီစစ်ကောင်စီရဲ့အဓိကနေရာအချက်ချနေရာပေါ့နော်အဲဒီနေရာမျိုးကိုပြန်ပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ဟာလည်းတော်တော်လေးကိုအားရစရာကောင်းတယ်ပေါ့နီးဗျူဟာအရာကြည့်မယ်ဆိုရင် KIA ကဒါမင်းအောင်လန်ကိုတကွက် ပြလိုက်တာပေါ့ဗျာအဲဥစ္စာလည်းတော်တော်လေးမိုက်တယ်အဲအခုဆိုရင်ဒါစစ်ရင်ရပို့ဖို့အတွက်တောင်မှသူတို့အတွက်တော်တော်လေးခက်ခဲတဲ့အနေအထားမျိုးဖြစ်သွားပြီပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီအောင်ပွဲကပြည်သူအားလုံးပြောရတဲ့အောင်ပွဲဖြစ်တယ်ပြီးတော့အခုလိုမျိုးဒါငလျင်ဘေးဒဏ်ကြောင့်မလို့အားလုံးစိတ် စိတ်ဓာတ်တွေဒါကြတာရှိမယ်ဝမ်းနဲ့ကြေကွဲရတာရှိမယ်ဒီလိုမျိုးဖြစ်ဆိုးကြီးကြုံရတဲ့အခါမှာ လုံးဝဒါဒီစိတ်ဓာတ်တွေကြာဆင်းနေရမျိုးရှိတာပေါ့ဗျာဒါပေမဲ့လည်းအဲ့ကြားရရမှာပဲဒီသတင်းကတော့လုံးဝပြည်သူတွေစိတ်ဓာတ်ခွန်အားထပ်ပြီးတော့မြင့်ပေးနိုင်တဲ့သတင်းလို့ပဲကျွန်တော်ယူဆရတယ်အောင်ပွဲတစ်ခုတည်းမဟုတ်ဘူးပေါ့နော်ပြည်သူဘဝပြန်ပြီးတော့ဒါစိတ်ဓာတ်အရာမှာပြန်မြင့်တင်ပေးနိုင်တဲ့ဒေါ်လာရေးအောင်ပွဲလို့ပဲကျွန်တော်တော့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်